ဒီတော့ကျုပ်တို့အားလုံးဒီကူကိုတက်နဲ့နဲ့ဝိုင်းပစ်ကြတာပေါ့ဗျာအဲဒီလိုနဲ့ကျွန်တော်တို့မှာဂူဝါကိုတက်နဲ့နဲ့ချိန်ပြီးတော့ကိုစီတက်နဲ့မျိုးစုံဖြစ်ဂူရဲတို့အဆက်မပြတ်ပစ်ခတ်ကြတော့တယ်ဗျာညာရစာတွတ်ပြီးလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော် နောက်တစ်နေ့တွင်ကျွန်တော်တို့စခန်းမှထွက်ခွာလာတဲ့အခါစခန်းမှာဒဏ်ရာရနေသောတန်ခဲနှင့်အတူပြုစုဆောင်ရှောက်ရန်အတွက်ကျွန်တော်ရဲ့တပည့်ဘိုက်ကလေးကိုထားခဲ့တယ်။ထူးထူးခြားခြားကျွန်တော်တို့နဲ့အတူကိုကျော်မင်းကလိုက်ပါလာခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့အခွဲမှာ၄ရောက်ပြန်ဖြစ်သွားခဲ့တယ်ဗျ။ကျွန်တော်တို့ဟာမင်းရကြားပြူကြီးတက်သွားသောကြောက်တောင်ကြီးစီတို့ခီးဆက်လာခဲ့တယ်။အဲဒီလိုနဲ့ကြောက်တောင်ကြီးစီကိုရောက်တဲ့အခါမှာတော့ ။ဟူဒေါ်လန်ဟာကြောက်တောင်မိုးကိုတယောက်တည်းတွေ့ပြီးတော့တက်သွားတယ်ဗျ။ထိတ်ကိုရောက်တဲ့အခါမှာတော့ကြိုးစားတစားကိုတစ်ပင်မှာချီပြီးတော့ကျွန်တော်တို့ကိုကြိုးချပေးတယ်ဗျ။ကျွန်တော်ပါဝင်ကျန်တဲ့သူတွေကလည်းအဲ့ဒီကြိုးကိုအားပြုတ်ပြီးတော့ကြောက်တောင်ကြီးရဲ့ထိတ်ကိုတက်ခဲ့ကြတယ်ဗျ။အဲ့ဒီလိုနဲ့ဗျ။ကြောက်တောင်ရဲ့ထိတ်ကိုရောက်တဲ့အခါမှာတော့ကျင်းမာကျေပြန်သောလွင်ပြင်ကြီးနဲ့လွင်ပြင်ရဲ့အလုံးမှာတစ်တောတစ်ခုကိုတွေ့လိုက်ရတယ်။ ကျွန်တော်တို့အားလုံးမှာကြားပြူကြီးကိုဘလို့ခြေရခံရမလဲလို့စဉ်းစားရခက်နေစင်မှာပဲကံအားလို့ဆိုတဲ့ဦးထော်လန်ဟာသွေးကွက်တစ်ခုကိုတွေ့လိုက်တယ်ဗျအားလုံးမဲ့ဒီမှာသွေးကွက်တချို့ရှိတယ်လာကြည့်ကြအောင်ဗျအဲဒီလိုနဲ့ကျွန်တော်တို့အားလုံးဟာလည်းသွေးကွက်ရှိရစီတို့ပြေးသွားကြတော့လေဒါကြားပြူကြီးကိုကထွက်တဲ့သွေးဆက်တွေပဲဗျကျွန်တော်ဟာအဲဒီလိုနဲ့သွေးဆက်တွေကိုစစ်ဆေးကြည့်လိုက်တယ်ဒါပေမဲ့သွေးရောင်တွေကဖြော့နေတယ်နေရှိုင်းတဲ့နေရာကထွက်လာတဲ့သွေးတွေတော့မဟုတ်လောက်ဘူး ဒီတော့အပေါ်ရန်ရှက်ပြီးတော့ရသွားတဲ့ဒဏ်ရာဖြစ်မယ်ဗျပြီးတော့ဗျာသွေးဆက်တွေကနည်းနည်းပဲကျနေတာဗျဒါကြောင့်ကြားဖြူကြီးကပြင်းပြင်းထန်ထန်ဒဏ်ရာရမှာမဟုတ်တာအသေးကြပဲတိတ်တော့မပေါ်စားကြနဲ့နော်ဝမ်းတာလိုက်တာဗျာဒီကြားဖြူကြီးဆူဆူဝဝဒဏ်ရာမရသွားတာကိုကျုပ်တော့ဝမ်းတာလေဗျာဒီเจ้าကိုဘသူမှတတ်တာမမြင်ချင်ဘူးဗျဖြစ်နိုင်ရင်ကျုပ်ကိုယ်တိုင်မတ်ချင်တာပြီးတော့ဒီသွေးဆက်တွေကိုခြေရခံပြီးကြားဖြူရဲ့နောက်ကိုခြေရခံလိုက်နိုင်ပြီပဲဟာ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  ကိုမင်းတရဲ့စကားမှာအမှန်မင်ဖြစ်တယ်ဗျကျွန်တော်တို့ကလည်းပိုသွေးဆက်တွေကိုခြေရာခံပြီးတော့လိုက်ခစ်ကြတယ်သွေးဆက်တွေဟာမြေပြင်မှာပြန့်ကျဲနေပြီးတော့တချို့နေရာမှာတော့မြေပြင်ရှင်များမှာသွေးဆက်တွေပေးနေကြတော့ပဲတွေ့ရတယ်ဗျဒီတချိန်မှာတော့ကျွန်တော်တို့ဟာမင်းကကြုံခဲ့ရတော့အဖြစ်ကိုသင်ခန်းစာယူပြီးတော့တူဦးနဲ့တူခက်ခေါက်ခွာမနေတော့ပဲညီနီးကက်ကက်ချီတက်လာကြတယ် ဒါမှသာအရေးကြုံရင်တဦးနဲ့တဦးကူညီလို့ရမှာမဟုတ်ဘူးလားဗျ။ကျွန်တော်တို့ဟာတောအုပ်စီကိုခီးဆက်လာရကြားဖြူချင်းနဲ့မဆုံရချင်းကိုကန်ဆိုးသည်ဟုဆိုရမလား၊ကန်ကောင်းသည်ဟုဆိုရမလားကိုမတွေးတတ်တော့ဘူးဗျ။အခုဝင်ခံရမယ်ဆိုရင်တော့ကျွန်တော်လည်းမုတ်ဆိုးမင်းနဲ့ကဲတော့ပဲကြားဖြူချင်းရဲ့ချုပ်ကန်ချင်းကိုခံရကရုံးထွက်မနိုင်တဲ့အခြေအနေတွေကိုရောက်ရှိနေတော့တယ်။ဝင်မှတ်ပြီးလိုက်လာတာဟုတ်ဗျာ။ခံရမှာပေါ့ဗျ။အားလုံးပဲရကြဟဲ့ရွှေမှာဂူတူကူရှိတယ်။ရှေ့ကကူကတာရဲရင်းတစ်ခုပဲဗျ။ ဒီကူစီကကြောက်အပုတ်နဲ့ရတယ်။ဘာရုပ်တင်ဆိုဒီမှာတတ္တဝါကြီးများရဲ့အတိုက်ပဲဖြစ်တယ်ဗျ။ထို့ကြောင့်အပုတ်နဲ့နေထွက်ပေါ်နေတာပေါ့။ခြေရာတွေတော့မတွေ့ရဘူး။ကြားဖြူကြီးကကြောက်တုံးနေပေါ်ကနေကြော်ပြီးသွားတာဖြစ်မယ်။ကိုတစ်ပီပြောတာမှန်လောက်တယ်ဗျ။ကြောက်ထောက်ခံတယ်။အဲ့ဒီချိန်မှာပဲကိုကျော်မင်းဟာတနက်ကိုကမ်းပြီးတော့ကိုဝါစီသွားဖို့ပြင်လိုက်တယ်။အဲ့ဒီမြင်ကွင်းကိုမြင်တဲ့ကိုမင်းတင်ဟာလဲကိုကျော်မင်းကိုဆွဲတားလိုက်တော့တယ်။ဒါကပဲသွားမလို့လေကျော်မင်းကအရင်မသွားနိုင်ကွ။အန္တရာယ်ရှိတယ်။ ကိုကျော်မင်းကလွဲပြီးတော့ကျွန်တော်တို့တောင်းရောက်မှာတောလိုက်ချင်းအတွေ့အကြုံရှိသူတွေဖြစ်တယ်ဗျ။ဂျာတိုမဟုတ်ချင်းတိတကောင်ကောင်နေထိုင်နေတော့ကူအတွင်းသို့ဝင်ရောက်ချင်းဟာကို့သေးတွင်ကိုတူးချင်းတာဖြစ်တယ်။ကူအတွင်းမိုင်းကမဲမောင်နေတာဗျ။အပြင်ကကြည့်ရင်ကူထဲကိုဘာမှမြင်ရမှာမဟုတ်ဘူး။ဒီတော့ကျုပ်တို့အားလုံးဒီကူကိုတက်နက်နဲ့ဝိုင်းပစ်ကြတာပေါ့ဗျ။အဲဒီလိုနဲ့ကျွန်တော်တို့မှာကူဝါကိုတက်နက်နဲ့ချိန်ပြီးတော့ကိုစီတက်နက်မျိုးစုံဖြစ်ကူထဲသို့အဆက်မပြတ်ပစ်ခတ်ကြတော့တယ်ဗျ။ အထင်းမှာကြားပြူကြီးသာရှိလို့ရတော့ဗျာကြားပြူကြီးတန်ချက်ကဝတ်ထားရင်တော့မှအသက်ရှင်နိုင်မယ့်အခြေအနေမဟုတ်ဘူးဗျအဲဒီလိုကျွန်တော်တို့ဟာဂူရဲကိုတနက်တွေတရဆက်ပြစ်ပြီးတဲ့အခါမှာတော့ရန်ငွေကုန်သွားတဲ့အထိစောင့်ပြီးတော့ဂူရဲကိုဝင်ခဲ့ကြတယ်ဗျကျွန်တော်တို့အားလုံးမှာတနက်တွေအသင့်ချင်ရွယ်ပြီးတော့ဂူရဲကိုဝင်ခဲ့ကြတယ်ဗျအထင်းမှာတော့ကျွန်တော်တို့မျောလင့်ထားသလိုကြားဖြူကြီးတည်နေသည်ကိုမတွေ့ရပါနဲ့အယိုးစုတစ်ခုနဲ့အလောင်းတစ်ခုကိုသာတွေ့လိုက်ရတယ်အဲ့ဒီအလောင်းကတော့ ကျွန်တော်တို့အားလုံးရဲ့ကိုမိုးသီးပဲဖြစ်ပါတော့တယ်ဗျာကိုမိုးသီးရဲ့အလောင်းကိုတွေ့လိုက်ရသည့်အတွက် ကျွန်တော်မှာဝမ်းနဲ့ဝမ်းသာဖြစ်မိတော့တယ်ဗျဝမ်းသာရခြင်းမှာတော့ကျွန်တော်ဤမိတ်ဆွေအလောင်းကိုကောင်းကောင်းမွန်မွန်မြေမြုပ်တကြွခွင့်ရခြင်းကြောင့်ဖြစ်တယ်ကိုမိုးသီးရဲ့အလောင်းပေးမှာလဲအယိုးစုတစ်ခုကိုတွေ့ရတယ်ဗျကိုကျော်မင်းကတော့ကိုအယိုးစုရဲ့ဘေးကိုသွားပြီးတော့စူးစမ်းကြည့်နေတယ်အဲ့ဒါပြီးတော့ကိုကျော်မင်းကစတင်ငိုကြွေးတော့တာပါပဲဗျာအဲ့ဒါဘာတူလဲဗျာ ဘသူမို့လို့ကိုကျော်မင်းကငိုနေရတာလေလွန်ခဲ့တဲ့နှစ်နှစ်ကကြားဆွဲလို့ပျောက်သွားတဲ့ကျုပ်ရဲ့ညီဇော်မင်းမဗျာဘာထောက်ထားရှိလို့လဲဗျအထောက်ထားကတော့ဒီဆွဲကျိုးလေးပါပဲဗျာကိုကျော်မင်းဟာဆွဲကျိုးကိုယူပြီးလော့ကက်တီကိုဖြန့်ပြလိုက်ရာလော့ကက်တီထဲကဓာတ်ပုံဟာသူတို့ညီကွန်းနဲ့ရောက်ရိုက်ထားတဲ့ဓာတ်ပုံပဲဖြစ်တော်တယ်เอกว่าเมนดีตอเรကိုဒုက္ခခံပြီးလိုက်လာရကျွတ်နေပြီဗောကျော်မင်းอ่ะအဲဒီလိုနဲ့ကျွန်တော်တို့အဖွဲအားလဲကိုမိုးသီးကို၎င်း ကိုစုံမင်းရဲ့ရုပ်လောင်းကို၎င်းမြက်ကန်းပြေးမှာမြေမြုပ်တချို့ခဲ့တယ်ဗျအားလုံးကလည်းဝမ်းနဲ့ပူဆွေးနေကြတာပေါ့ဗျာကျွန်တော်တို့ဝမ်းနဲ့ပူဆွေးစင်မှာပဲကြားဟင်တန်ကြီးဟာကျဲလောင်းစွာထပ်ပေါ်လာခဲ့တယ်ကျွန်တော်တို့အားလုံးမှာကြားဟင်းတန်ကြရာတို့လှည့်ကြည့်လိုက်ရာကြားဖြူကြီးဖြစ်နေကြတာကိုတွေ့ရှိလိုက်ရတယ်။အဲဒါနဲ့ပဲကျွန်တော်တို့ဟာတုံဆိုင်မနေတဲ့ဘက်နဲ့ကြားဖြူကြီးနောက်ကိုပြေးလိုက်ခဲ့ကြတယ်ဗျ။ကြားဖြူကြီးကတော့ကျောင်းရဲ့ဟိုးဘက်ကန်ကနေပြေးလွှားသွားခဲ့တယ် ကိုမင်းတယ်မှာလဲကြားဖြူကြီးကိုပြည့်ရင်တနက်ဖြစ်ချိန်ရွယ်လိုက်တော့လဲကြားဖြူကြီးမှာအလွန်ဝေးကွာနေပြီဖြစ်တာကြောင့်ဘလို့မှထိဖို့မဖြစ်နိုင်တော့ဘူးဗျကျုပ်တို့ဒီချောင်းကိုကူးကြမယ်ဗျာဟာကိုမင်းတယ်ရေကဝလုံးထိုးဆင်းနေတာဗျကျုပ်တို့အားလုံးဒီထဲကိုဆင်းလိုက်လို့ရတော့ဗျာတဲ့ရွက်ကလေးလိုလိုရေထဲမှာမျောသွားမှာဗျကြားဖြူကြီးကတော့ခွန်အားကောင်းလို့သာဟိုဘက်ကန်ကိုကူးသွားနိုင်တာဒီတစ်ခါမှလဲကိုမင်းတယ်ဟာကျုပ်ရဲ့စကားကိုထောက်ခံနေဗျဟုတ်တော့ပြီပြောတာမှန်တယ်ဗျကျုပ်တို့ကူးဖို့မဖြစ်နိုင်သေးဘူး ကူမယ်ဆိုရင်လည်းစခန်းမှာရှိတဲ့လူတွေကိုတခါတည်းခေါ်ပြီးတော့တူတူကူမရမယ်။ဒါကြောင့်ဒီနေ့တော့ကျုပ်တို့စခန်းအဝယ်ပြန်ကြတာပါဗျာ။မနေ့ပြန်ကြမှာအားလုံးတူတူလာပြီးတော့ကြားပြူချင်းတော့ကိုဆက်လိုက်ကြမယ်။ကျွန်တော်တို့အားလုံးဟာလည်းကိုမင်းတင်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံပြီးတော့ရေစီးတန်လာသောချောင်းကိုကြောပေးပြီးစခန်းကိုပြန်လာခဲ့ကြတော့တယ်။ဒါကတော့ကြားပြူတစ်စေးတောလုံးမွေးတဲ့ကတားရဲအတွင်းမှာမျက်ရည်ဇက်ဆိုတဲ့အခမ်းအမဖြစ်ပါလေဗျ။ ောက်တစ်ပိုင်းမှာလည်းလူသားစားချောင်းကိုဖျက်ကူးခြင်းဆိုတာကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။